ဇွန်လ10ရက်နေ့ငါတို့ကိုချစ်တော်မူသောမြတ်တော်သည်ထင်ရှားလျက်ရှိ ရှင်ရောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး၄အခန်းငယ်9တမန်ကျမ်းစာမှာတုံသင်ထားဒီမှာဘုရားသခင်သည်ချင်းချင်းမြတ်တာပင်ဖြစ်ပါတယ်။တင်းနဲ့ကျွန်တော်တို့သည်ဘုရားသခင်၏အပြစ်သားများရန်သူများမထီမဲ့မြင်ပြုသူများ ပြင်ပမှလာသူများဖြစ်ပါတယ်။ကျွန်တော်တို့အနေဖြင့်ငရဲနှစ်သာထိုက်တန်ပြီး ရားသခင်ကိုစန့်ကျင်သူများစကားနားမထောင်သူများအပြစ်ကျွလွန်သူများဖြစ်တော်လဲဘုရားသခင်မှာကျွန်တော်တို့အားလုံးကိုချစ်သဖြင့်ကျွန်တော်တို့၏အပြစ်များအတွက်သားတော်သခင်ယေရှုကိုလက်ဝါးကတိုင်တွင် အသေးခံစေပါれမြေသူများထိုကဲ့သို့မေတ္တာတရားရှိမည်မဟုတ်ပါ သခင်ယေရှုအားဖြစ်တာချစ်ချင်းမေတ္တာပြရန်ခွန်အားရှိမည်ဖြစ်ပါれယနေ့အတွက်ဆုတောင်းခြင်းသခင်ယေရှုမေတ္တာနဲ့ကျွန်တော်ကိုလွှမ်းခြုံထားတဲ့အတွက် အခြားသူတွေကိုသခင်ရဲ့ချစ်ခြင်းမေတ္တာရဲ့အစွမ်းကိုပြသနိုင်ဖို့အဂပိမေတ္တာပေးသနာတော်မူပါအာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေစုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုဂျေစုအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ